ပရိသတ်များအားလုံးမင်္ဂလာပါရှင်။အော်တိုဘားလ9ရက်နေ့အတွက်မိုးလင်းဝသခမန်းချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။အော်တိုဘားလ9ရက်နေ့မနက်9:45မိနစ်အချိန်ကယ်ဘာနာဝမ်ချူရူကနေတိုင်းတာပေးချဲရာကပလီပင်လယ်ပြင်မင်္ဂလာပင်လယ်ရောအနောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ်ထွန်းနေပါတယ်။ကြံမင်္ဂလာပင်လယ်အောက်မှာတော့တိမ်သင့်တဲ့ပြည်ထောင်နေအောင်တွေ့ရပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့တောင်ပိုင်းနဲ့မြဝကျွန်မဒေသတွေမှာတိမ်ထွန်းနေပြီးတော့ကြံဒေသတွေမှာတော့တိမ်သင့်တဲ့ပြည်ထောင်နေအောင်တွေ့ရပါတယ်ရှင်။ အခုဆက်ပြီးတော့အော်တိုဘားလာချောင်းနေတော့ခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။မြို့ကကျုံမော်မော်တမောက်ွေမော်နက်တင်းလိုက်ကန်ရန်ရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာတခါတရံမိုးတက်လေပြင်းတွေကြောက်နိုင်ပြီးတော့လှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြောက်နေတဲ့အချိန်မှာရေပြင်းပြင်းပြင်းလေးကတနအီရောမိုင်30ရာနဲ့35မိုင်ထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်နေရတော့6ပေရာနဲ့10ပေလောက်ထိမြင့်တက်နိုင်ပါတယ်။ရခိုင်ကန်ရန်ရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာတော့လှိုင်းအနှဲငယ်ရှိနိုင်ပြီးတော့လေတက်ခတ်နိုင်မှုကတော့တနအီရော18မိုင်ရာနဲ့ -30 30ဒီတက်ခနိုင်ပါတယ်။လိုင်းမြင်ရတော့အနှစ်ပေးကနေ4ပေလောက်မြင့်တက်နိုင်ပါတယ်ရှင်။မိုးရသွန်နိုင်မှုခမဲဆက်နေနေရတော့စကိုင်းတိုင်းအောက်ပိုင်းမှာနေရောက်ကကြောင်မိုးထီထုံရနိုင်ပါတယ်။ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊မန္တလေးတိုင်းနဲ့မကွေးတိုင်းဒေသတွေမှာတော့နေရာကျကျမိုးရသွန်နိုင်ပါတယ်။ပဲခူးတိုင်း၊ AR တိုင်း၊ရန်ကုန်တိုင်းနဲ့တနင်္လာတိုင်းဒေသတွေမှာနေရာစိတ်စိတ်မိုးရသွန်နိုင်ပါတယ်။ကြံဒေသတွေမှာတော့နေရာအနှံ့အပြားမိုးထီထုံရနိုင်ပါတယ်ရှင်။ မျိုးတော်ရည်ရဲ့မိုးလေဝသခမန်းချက်နေရာတော်နေပြောင်းတဲ့ညီတွိုင်းမှာအမြင့်ဆုံးမူချိန်ဟာ32ဒီဂရီစင်နီဂရိတ်အနည်းဆုံးမူချိန်ကတော့25ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ကြောင့်နိုင်ပြီးတော့မိုးရွာဖို့တိချောင်းမှုက80ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။ရန်ကုန်မြို့နယ်ညီတိုင်းမှာတော့အမြင့်ဆုံးဘူချိန်33ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်က24ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရန်ကုန်မှာလည်းနေရာကွက်ကြားမိုးထစ်ချောင်းနိုင်ပါတယ်။မိုးရွာဖို့တေချာမှုက80ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။ မန်လေးမြို့နယ်နီးတွိုင်းမှာအမြင့်ဆုံးဘူချိန်34ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်က25ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။မန်လေးမှာလည်းနေရာကကြားမိုးထစ်ချုံလာနိုင်ပါတယ်။မိုးရွာဘူးတေးချာမှုက80ရာခိုင်နှုန်းလောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့နေပြည်တော်ရှမ်းကောင်းမန္တလေးမြို့ရဲ့တပတ်တမိုးလီဘသာခမန်းချက်တွေကိုထောင်းလင့်တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒီရှင်အပိစာအတွက်ကျေးဇူးထူးပဲတင်ပါတယ်။ပရိသတ်ဒီအားလုံးတဘာဝဘီအန်ရီတွေကနေကြီးဝင်းနေကြပါလိမ့်ရှင်။